ကျွန်တော်တို့မှာ state ကျောင်းသားဘွားလုံးမှာပဲဖြစ်ဖြစ်တက္ကသိုလ်ကျောင်းသားဘွားလုံးမှာပဲဖြစ်ဖြစ်ကိုယ့်ဘက်ကတစ်ဖက်တက်ကြိတ်ကြိုက်ခဲ့ရတဲ့ crush လေးတွေကတော့ရှိကြမှာပေါ့နော်အဲ့လိုရှိခဲ့ဘူးလေဆိုရင်ဒီစကားလေးကိုကြည့်လိုက်ရင်တော့ကျွန်တော်တို့ရဲ့လူငယ်ဘွားလုံးက crush ခဲ့ဘူးလေ crush လေးကိုတတိယကောင်မိမယ်ဆိုတာတော့အမှန်ပါပဲဒီစကားက2023တုန်းကထွက်ခဲ့ပြီးတော့လူငယ်တွေကြိုက်လောက်မယ်ချစ်စကားလေးတကားပါဒီစကားမှာပါဝင်ထားတဲ့မိနာကလည်းတခြားတော့မဟုတ်ပါဘူးအခုလက်တလောအင်တာနက်ပေါ်မှာနှကန်းဒီမလေးလေးရှားအရင်ကဝေဖန်စားနေတဲ့မင်တာ great sarf ဖြစ်ပါတယ်။ကဲဇလန်အချင်းလေးကိုပြောလိုက်ရအောင်။ဇလန်အချင်းမှာတော့ ရွာငယ်လေးတွေပါကကမ္ပဏီဆိုတဲ့အကောင်မလေးဟာတနေ့တော့သူက TV ကြည့်နေနေသူတို့နိုင်ငံမှာတနိုင်ငံလုံးမှာအစ်စ်တရခဲ့တဲ့ကောင်ကောင်လေးကိုတွေ့သွားတဲ့အခါမှာသူ့ဘက်ကတပတ်သက်ကြိုက်သွားပါတော့တယ်သူ့ဘက်ကတပတ်သက်ကြိုက်သွားတဲ့အတွက်အဲ့ဒီကောင်လေးနဲ့တွေ့နိုင်ဖို့အတွက်ဘလို့ရချိုးပန်းမလဲအဲ့ဒီကောင်လေးတက်တဲ့ကြောင်းမှာတက်နိုင်မှုအတွက်ဘလို့စာရီစူးစမ်းမလဲဆိုတာကိုတွေ့ရမယ့်ဇက်ကားလေးတခါပါမင်းသားမင်းသမီးချောချောလေးတွေပါတယ်အချစ်ဇက်ကားလေးဆိုတော့လူငယ်တွေကြိုက်ကြတယ်ဆိုတာမဆန်းပါဘူး ဒါကြောင့်မို့ဒီဇက်ကားကတာမန်အခြေဆက်လန်လေးပဲဆိုပေမဲ့ IMDb rating အနေနဲ့7.4အထိတောင်ရရှိထားပါတယ်။ဒီဇက်ကားလေးကိုကြည့်ရှုနေတယ်ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးမှာတင်ပေးထားပါတယ်။ဇက်ကားနာမည်ကတော့ Emily from Natu Kaveri